ပဲစီရတော့လေကျွန်တော်ကတိတလောက်တော့ဆယ်သုံးနှစ်လောက်ရှိပြီပေါ့နော်ကျွန်တော်တို့ကအဲ့ဒါပြောတယ်ကျွန်တော်တို့ကရန်ကုန်ကလူကမြို့သားမန္တလေးကတော့တောသားလို့ပြောလေခမ်းပါတယ်ကျွန်တော်တို့ကမန္တလေးကအညာပဲပြောပြောကျွန်တော်ကဘဲစီကြိုက်တာပေါ့နော်တကယ်တမ်းကျကျမကြီးကြောင်းနားလေတဲ့သူကဘဲစီမစားတော့ဘူးနေကြာစီစားတယ်နှမ်းစီစားတယ်တီးရွက်စီစားတယ်ရန်ကုန်မှာစားတော့ဆိုင်ကြီးကြည့်လိုက်နေကြာစီနဲ့သာချက်သေးလို့ပါတော့နော်အမြန်လမ်းမှာဆိုဖီးဆိုင်ကြီးတော့နေကြာစီနဲ့ချက်တယ်လို့ရေးထားတာလေအဲ့တော့တကယ်ကျတော့နေကြာစီ တို့နှမ်းစီတို့ဆိုတာမြေပေါ်မှာပေါက်တာမြေဘဲကအောက်မှာလေဘဲစီကနေချာစီနဲ့နှမ်းတော့ကြတော့နေချာတို့နှမ်းတော့အပေါ်မှာလေမြေဘဲကကြတော့မှုမှုတက်တယ်လေဘယ်သူမှမှုမဖယ်နိုင်ဘူးကျွန်တော်ပြောတာမြေဘဲမြေဘဲကြော်တွေပါတွေကတကြတော့ပိုဆိုးတာပေါ့ကယ်လိုရီလည်းများတဲ့ပြင်ကို तू ကတကြတော့ကွာအဲ့မြေဘဲပြုတ်တေးဟိုတိတ်မစားတဲ့ဘူးပေါ့နော်အဲ့လိုရောင်းတဲ့တွေလည်းချားဟာလေးရောင်းတဲ့နေပေါ့နော်မြေဘဲပြုတ်တာတော့မြေဘဲ နောက်တစ်ခုကအဲ့လိုပဲစီတို့အဲ့ဒါကြီးကစမိုင်နဲ့အသိအစင်မပြေဘူးပေါ့နော်အဲ့လိုပဲပြောရမှာပဲတော့ inflatoxin လို့ပါတယ်မှုစိတ်ပေါ့ကျွန်တော်တို့ကဟိုမှုတက်တယ်မှုတက်တယ်လို့ခေါ်တာပေါ့နော်မှုတက်တယ်ဆိုတာကဥမာကျွန်တော်ပတ်မုံနေပိုင်းမှုတက်တယ်မလားထမင်းနေပိုင်းမှုတက်တယ်လीအဲ့လိုပဲ तू ကသူကနေပဲနေရသိပါတယ်ဘဲစီလို့နေသိမှာဘာလို့ဖယ်လို့တော့ပေါ့နော်ကျွန်တော် inflatoxin free လို့ပါတယ်တကယ်ကိုအာမခင်ပြီးဘဲစီရောက်အဲ့ဆိုကျွန်တော်သုံးမယ်လीကျွန်တော်ဘဲစီကြိုက်တဲ့ကောင်လေတော်သားပဲအညာသားပဲမန်လေးသားဆိုတာမန်လေးသားစစ်ကျွန်တော်မန်လေးစစ်ကြီးမှာမွေးတာ အဲဒေါ်ကျူကျူဆိုရေပေါ့အဲ့ခက်ကဟလာသူကသူမွေးပေးခဲ့တာပေါ့နော်ကျွန်တော်မွေးပေးခဲ့ဟိုအင်္ဂါနေ့ရေမပပြီးတောက်တောက်ကြနေရေမပပြီးအင်္ဂါနေ့မှထွက်လာတာကျွန်တော်ကအဲ့လိုမျိုးဆိုမန်လီသားအစ်စ်ပေါ့နော်အဲဆမိုက်ဒေါ်ကျူကျူဆိုလာလို့ဒီအဲ့ခက်ကသူအမေပြောတာမှတ်မိတယ်မွေးခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်ကဟိုမန်လီသားအစ်စ်ဆိုရင်တောသားပဲပြောပြောအညာသားပဲကွာလက်ခံတယ်နော်ကျွန်တော်ကလက်ခံတယ်မဟုတ်ကြက်မိုက်ဘူးသူသားရန်ကုန်လောက်ကျွန်တော်မရှိဘူးလीเนาะသူတို့တွေကစာဖတ်တယ်เนาะရန်ကုန်ကလာတဲ့လူတွေကစာဖတ်ပြီးမှလာတာဆရာဝန်လာပြတယ်ဆိုတော့မှသူတို့သိတယ် နားလဲတယ်စဖတ်တယ်သူတို့ရှင်းပြတယ်သူတို့ကသူတို့ယောဂကြောင့်သူတို့သိတယ်သူတို့ကကျွန်တော်ကပို့ပြီးပို့ရှင်းပြလို့ပေါ့သူတို့လာတာလေအဲသူတို့နားလဲတယ်ကျမကြီးကသူတို့နားလဲတယ်ဘဲစီမစားဘူးရန်ကွာလူညာစုပါဗောနော်ကျွန်တော်မန္တလေးကလူတွေပဲစားတာဗောနော်ဘလောက်ဆိုးလဲဆိုနေရလူတွေကအဲကျွန်တော်နဲ့အသီးတယောက်ရှိရရွာပဲသူကနေဂျာဆိုင်တာအဲနေဂျာစီကိုအမသူကဘဲစီနဲ့လဲစားတာပတ်စံပေးအလိုက်ပေးစားသေးတာဩဒုက္ခပဲကျွန်တော်ယူမယ်ဆိုကျွန်တော်အခုဒီနေ့နေဂျာစီတော့မှ နေချာနက်စီဆိုရှိတယ်အဲ့ကောင်မိုက်တယ်သူကအဲ့ကောင်အဲ့ကောင်အဲ့အစီဆိုင်နဲ့ဟိုသူကအစီကြတယ်သူကစီဆိုင်နဲ့စီကြတာတွေရှိတယ်ဥမာကငါးကြီးစီလိုမျိုးသဘောပေါက်တယ်မလားအိုမီဂါ3ရအစီကြတယ်လေအစီစီအစီကြီးကောင်းတဲ့အစီကြီးကဝိတ်ကြတယ်အဲ့လိုပဲအဲ့နေချာစီဆိုင်နဲ့လည်းဝိတ်ထိန်းတဲ့ဟာကြီးရှိတယ်နေချာဆိုင်နဲ့ဟာ1နေမှန်တယ်ဆိုတာတဲ့တယ်ခင်ဗျာစားနေချာစီပဲတော့ပဲစီတော့မစားပါနဲ့ပဲစီကြတော့ပဲစီကအင်ဖလာဒေါဆင်ပါလို့ပါနော်မှုပါလို့မှုပါလို့နော်ညီကြီးရထွက်လာလို့ ဘလို့ပြပြမှုတက်တယ်မှုတက်လွယ်တယ်ပေါ့နော်အဲ့တော့နေချာစီပဲသုံးပါကျွန်တော်လည်းနေချာစီသုံးတယ်ခုတော့မှားထားတယ်ရွာကနေတပိတ်တာပဲရမယ်ဆရာတဲ့နေချာနေချာနက်စီတယ်โอเคချမယ်ပေါ့နော်ဂျေဆုကအမှကျွန်တော်ပို့ပေးပါတယ်နေချာနက်စီကိုပါ